Mali FM. Ting Radio. Two stations, one voice. Two stations, one voice. ဟုတ်ကဲ့ပါ new reader အခုကစပြီးတော့ပေါ့နော်ဒါငယ်လီနဲ့နောက်ဆက်တွဲစိတ်ကျမ်းမာရေးအကြောင်းအရာတွေကိုဆွေးနွေးဖို့အတွက် counseling corner မှာဒါ counselor တယောက်ဖြစ်တဲ့ဆရာအောင်မင်းသိန်းကိုဖိတ်ခေါ်ထားပါရရှင်။ကောမင်းသိန်းမင်္ဂလာပါကိုမင်္ဂလာပါကိုစာအနေနဲ့မနေ့ဒီနေ့ရနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်သလိုဒီနားထောင်နေတဲ့ပရိသတ်တွေအားလုံးကိုလည်းဒီရနေပြီးတော့စိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့လည်းဆုတောင်းပေးတယ်ပထမဦးဆုံးအနေနဲ့အဲနောက်တစ်ခါကျတော့အော်ရအားလုံးကိုလုံလုံခြုံခြုံလေးနဲ့ ရှိနေပါစေလို့လည်းဆန္ဒပြုပါရယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်အော်ဒါနေ့ဒီနေ့ဒါပရိသတ်တွေကိုဆွေးနွေးပြီးသွားမယ့်အကြောင်းအရာတော့ငလျင်ဖြစ်ပေါ်ပြီးသွားပြီပေါ့နော်အဲ့ဒီနောက်မှာနောက်ဆက်တွဲစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆွေးနွေးပြီးသွားမှာဖြစ်ပါရဲ့ရှင်အော်ဒါမန်လီ FM နဲ့တင်းရေဒီယိုကို live မီးတဲ့နေရာတွေပေါ့နော်တချို့နေရာတွေကျတော့အခက်ခဲတချို့ကြောင့်မလို့ line တွေမမိတာမျိုးတွေဖြစ်ပါတယ်အဲ့တော့ဒါအခုနားထောင်မိတဲ့သူတွေနေလဲကိုကိုတိုင်းဒါလေ့ကျင့်ယူလို့ရတယ်လို့ပေါ့နော်ဒါကိုယ့်ရဲ့ပတ်ဝန်းကျင် line မမိတဲ့သူတွေပြီးတော့ပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းဒီ စီစဉ်လေးကိုနားဆင်ပြီးပြီးတော့စိတ်ကျမ်းမာရေးဘယ်လိုနေထိုင်မလဲဆိုတာကိုလည်းမျှဝေပေးဖို့အတွက်နေရောမြစ်တာရက်ခံပါတယ်ရှင် ဟုတ်ကဲ့ဗျာနော်အဲ့တော့အခုလည်းကျေးဇူးတင်ပါတယ်ဘောဆိုပထမဆုံးအာကျွန်တော်ဒီကိစ္စဖြစ်ဖြစ်ချင်းကိုဖုန်းဆက်တယ်ဗောနော်ကျွန်တော်ဖုန်းဆက်ပြီးတော့ဒါလေးလောက်ကြအောင်ဆိုပြီးတော့ကျွန်တော်လည်းအချင်းတော့စိတ်တွေဘာဖြစ်ဘာလို့လောက်အောင်မသိရဒါပေမဲ့ဒီအမျိုးလေးအကြံပေးရတဲ့အတွက်လည်းကိုကျေးဇူးတင်ပါဘောဆိုအခုချိန်ကပို့ပြီးတော့ဟိုဖြစ်တယ်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်းခံစားရတယ်ခုနားထောင်နေသူတို့များလည်းဒီကိစ္စလေးခံစားနေရဆိုတော့ဒါတကယ်လည်းလိုအပ်တဲ့ကိစ္စလေးပါအခုနော်အဲ့တော့ပထမဆုံးသိချင်တာလည်းဒီ that law ဒီဖြစ်ပေါ်ခဲ့တဲ့ငလင်ကိစ္စကြောင့်ဗောနော်ဒီလူတွေအားလုံးကလည်းဒီစိတ်ပိုင်းဆိုင်ရာမှာသူတို့ခံစားချက်ပေါင်းမျိုးစုံနေတာ ဖြစ်ပေါ်နေရပါဘောเนาะအဲ့တော့ဒါနဲ့ပတ်သက်လို့ဒါကောမင်းသိန်းတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာရှူဒေါင်းနေပေါ့เนาะကိုအနေနဲ့ပထမဆုံးဒါရေဒီယိုနားထောင်နေပြည်သက်တူပြောခြင်းနဲ့စကားလေးရှိလို့ရှင်နေပြောပြပြပါအောင်เนาะကိုဟုတ်โอเคပါအဲ့တော့ဟိုအခုအချိန်ပါကကျွန်တော်တို့ဟိုဟိုကျွန်တော်တို့ပါအခုအခုအချိန်လို့ပြောတဲ့အခါမှာတော့เนาะဟိုကျွန်တော်ကိုဗစ်ကစပြီးတော့ပဲလူတွေရဲ့ဟိုဖြစ်သွားတဲ့စိတ်နေစိတ်ထားလေးတွေကိုပြောခြင်းတာပေါ့ကျွန်တော်တို့မှာ 2020ကိုပြစရတဲ့ကကျွန်တော်တို့ရဲ့အုံနှောက်တွေကပုံမှန်အုံနှောက်တွေမဟုတ်တော့ဘူးပေါ့နော်။အော်ကျွန်တော်တို့ကဝန်ကနေဆို crisis လို့ခေါ်တဲ့ဒီအာအော်ဘယ်လိုပြောရမလဲ။ရှုပ်ထွေးတဲ့အနေအထားတွေတကယ်ကို emergency situation တွေအာ dead and dying လို့ခေါ်တဲ့သေဆုံးကသေဆုံးတဲ့အနေအထားတွေကိုဟိုရုတ်တရက်မြင်လိုက်ရတယ်ကြုံကြုံတွေ့လိုက်ရတယ်အာ ဘေးဆိုတဲ့ဟာကြီးကိုရင်ဆိုင်လိုက်ရတယ်ပေါ့နော်ဒါကတော့ကပ်ဘေးပေါ့နော်ဒီတရားတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟိုကပ်ဘေးပေါ့အဲအဲ့ဒီဘေးတွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့အုံနှုတ်ကပုံမှန်အလုံးမလုပ်ဘူးပေါ့ကျွန်တော်တို့ရဲ့အုံနှုတ်တွေကိုဟိုဟိုအရန်စိတ်ပူပန်မှုတွေကိုပေးပြီးတော့အော်ကျွန်တော်တို့ကိုဟိုကြောက်ရွံ့နေမယ်အဆုံးရှုံးမှုတွေများသွားတဲ့အတွက်ကြံခဲ့ရတဲ့ survival guilt တွေရှိတယ်ဒါတွေနဲ့တောက်လျှောက်နေနေခဲ့ရတာတော်တော်ကြာပြီပေါ့နော်ပြီးတော့2021အချိန်အပြောင်းလဲမှာလဲ ဆက်ပြီးတော့ကျွန်တော်တို့မှဒီလိုမျိုးဖြစ်နေတဲ့အခါမှာကျွန်တော်တို့ရဲ့အုံနှုတ်တွေကအေးအေးဆေးဆေးလေးနဲ့ပြန်ပြီးတော့ process လုပ်ဖို့အချိန်မရဘူးပေါ့နော်အဲ့တော့အခုလိုမျိုးဟိုငလျင်ဒဏ်ကိုခံစားလိုက်ရတဲ့အခါမှာပို့ပြီးတော့ဆူဆူဝါဝါကျွန်တော်တို့ဒီမှာ ဖြစ်သွားကြတယ်အဲ့တော့ဟိုဟိုမိသားစုတွေဆုံရှုံသွားတဲ့လူတွေဆိုရင်တော့ပို့ပြီးတော့ဆိုးတာပေါ့နော်အဲ့တော့ဟိုမိသားစုဝင်တွေဆုံရှုံတာမဟုတ်ဘဲနဲ့ဟို ကိုကမဆုံးရှုံးခဲ့ရင်တော့မှအခုကြားရတဲ့သတင်းတွေမြင်ရတဲ့ဗီဒီယိုကလစ်လေးတွေအဲကိုကိုကိုရှင်မှာပါသွားတဲ့လူတွေအကြောင်းမို့လို့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွေ့ကအလွန်မင်းအဲဂယုစိုက်စရာဖြစ်လာတယ်ကျွန်တော်တို့မှာအနေရဆိုရဲအဲဘက်ကိုရောက်လာတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အုံနှောက်ကအနေရကိုအနေရလို့မမြင်နိုင်တဲ့အနေအထားတွေဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့အခုလိုအနေအထားမှာကျွန်တော်တို့ရဲ့အုံနှောက်မှာဖြစ်ပျက်နေတဲ့ ဟို fight and flight response လို့ခေါ်တဲ့ဟိုဒီအနေရကြလို့ရှိရင်ကျွန်တော်တို့အုံနှုတ်ကတုံ့ပြန်နေတဲ့ပုံစံတွေကရှုပ်ထွေးသွားတယ်ဆိုတဲ့ဟာလေးကိုသိစေချင်တယ်။အော်ဒီလိုမျိုးအဖြစ်အပျက်ကြီးကြီးတွေကိုဟိုဟိုကျွန်တော်တို့ကတော့ဟိုဟိုဒီအဖြစ်အပျက်ကြီးကြီးတွေကြောင့်စိတ်ဖိစီးမှုရတယ်။ဒါဟာပုံမှန်စိတ်ဖိစီးမှုမဟုတ်ဘူးပေါ့နော်။ဒီလိုမျိုး ဖိစီးမှုတွေကိုနောက်တစ်မျိုးခေါ်လို့ရတာ critical stress incidents လို့ခေါ်တာပေါ့နော် critical ကြောင့်ဖြစ်လာတဲ့ဆူဆူဝါးဝါဖြစ်ရက်တွေကြောင့်ဖြစ်လာတဲ့ stress တွေဖြစ်တယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကသိရှိနားလည်ပြီးတော့လက်ခံပြီးတော့စူးစမ်းပြီးတော့ရှေ့ဆက်သွားရမယ်လို့တော့ကျွန်တော်ကတော့အချမ်းမင်းစိတ်ပညာရှုရုံကနေပြီးတော့ပြောလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာဟုတ်ပြီးတော့ဒါလက်ရှိမှာဆိုရင်တော့ဗောနောငလင်တန်ကိုကိုတိုင်းကြုံခဲ့ရတဲ့ဒေတာသူတွေအနေနဲ့ကတော့လက်တလုံးကတော့ဒီရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုအရင်ဆုံးခက်ခက်ခက်ခဲနဲ့ကြော်ဖြတ်နေကြရပါတယ်ရှင်ဒါပေမဲ့ဒီနောက်ဆက်တွဲအနေနဲ့ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာဗောနောသူတို့တွေဘယ်လိုမျိုးအခြေအနေတွေဖြစ်ပေါ်ခံစားရနိုင်လဲဆိုတာကိုလက်ဆရာဆွေးနွေးပြပါအောင်ရှင် ဟုတ်ကဲ့ပါအဲ့တော့ဒီမေးခွန်းလေးကအရင်ကောင်းပါတယ်ဒါလေးကိုကျွန်တော်လည်းပြောပြချင်တာပေါ့နော်အဲ့တော့ခုနကကျွန်တော်ဟိုပြောသွားသလိုပဲကျွန်တော်တို့ကဒီ critical incident stress ကအခုမှရနေတာတော့မဟုတ်ဘူးအဲ့တော့အခုအချိန်မှာတော့ဒီအာယုံတစ်ခုတည်းကိုပဲကျွန်တော်တို့ရောက်နေနိုင်တယ်ငလျင်အာယုံတစ်ခုတည်းကိုပဲရောက်နေနိုင်တယ်အဲ့တော့ငလျင်ဒေသမှာဖြစ်နေတဲ့မန္တလေးနေပြည်တော်ကျွန်တော်တို့ရှမ်းပြည်နယ်စသဖြင့်ပေါ့နော်အပြားခတ်သွားတဲ့နေရာတွေဒီနေရာကလူတွေကိုပဲအာယုံ ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီနေရာလေးမှာပြောချင်တာကိုဗစ်ထဲရဆုံးရှုံးသွားရလို့ဟိုပူဆွေးတော့ကကြံနေတယ်မိသားစုအာပြီးလို့ရှိရင်နောက်ဆက်တွဲအခုနောက်ဆက်တွဲမှာ2021နောက်ဆက်တွဲမှာဖြစ်နေတဲ့စီးပွားရေးလူမှုရေးပြောင်းလဲမှုတွေဒီအပြောင်းလဲတွေကြောင့်ဟိုကြံဟိုစိတ်တော့ကတွေနေနေရတဲ့ကိုရီ ေလဲပါနေတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့သိဖို့လိုတယ်ဒီဟာတွေမသိဘူးဆိုလို့ရှိရင်ဒီဟာတွေကိုအလုံးမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က PTSD လို့ခေါ်တဲ့ post traumatic stress disorder ဆိုရဲအဲဘက်ကိုရောက်သွားနိုင်တယ်ပေါ့နော်အခုကတော့ကျွန်တော်တို့က stress level မှာပဲထိန်းထားကောင်းထိန်းထားနိုင်လိမ့်မယ်ဒါပေမဲ့အခုလိုမျိုးအဖြစ်အပျက်တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဟိုမျောလင့်မထားတဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့လူတွေမှာ PDSD တွေကိုဟိုဟိုရောက်သွားနိုင်တဲ့လက္ခဏာလေးတွေကျွန်တော်တို့မြင်နေရမယ်အဲ့တော့အော်ကျွန်တော်တို့ဒီ social media တွေကိုလည်းကြည့်လိုက်တဲ့အခါမှာကောင်းတာထက်မကောင်းတာတွေကပိုများနေတယ်ပေါ့နော်။အော်နောက်ပြီးတော့ကိုယ့်ရဲ့ response တွေကလည်းအဲ့ဒီအပေါ်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့တုံ့ပြန်မှုတွေကလည်းဒေါသဖြစ်မယ်။အလိုမင်းကြောက်မယ်။အော်ပြီးလို့ရှိရင်ဟိုစိတ်မကောင်းစိတ်မကောင်းမှုတွေဖြစ်မယ်။အဲနောက်ပြီးလို့ရှိရင်ဟို ဟိုကုရမဲ့ကြရမဲ့ဆိုရက်ခံစားမှုတွေခံစားရနိုင်တယ်အဲ့တော့မနေ့ပြောသွားတဲ့မေးသွားတဲ့အထဲမှာဆိုလို့ရှိရင်တော့ဒါလက်တလောကြုံတွေ့တာရယ်ဒီအဲ့ဒီပြီးတဲ့နောက်ပိုင်းရယ်ဆိုတာလေးကိုခွဲခြားပြီးတော့မေးသွားတယ်ဆိုတော့လက်တလောကကြတော့ကျွန်တော်တို့ကဒီအဖြစ်ပြက်တွေဖြစ်သွားပြီးတော့ဘယ်အဖြစ်ပြက်ပဲဖြစ်ဖြစ်ပေါ့ဗောငလျင်နံပဲဖြစ်ဖြစ်အာရေဘေးပဲဖြစ်ဖြစ်အာပြီးလို့ရှိရင်ဒီယောဂကပ်ဘေးပဲဖြစ်ဖြစ်ဖြစ်သွားပြီးတော့တစ်ပတ်အတွင်းနှစ်ပတ်အတွင်းမှာအာဒါလေးကအာ ခံစားရတယ်တလားလောက်ခံစားရတယ်ပြီးသွားတော့ဂျန်တဲ့ဟာလေးတွေဆက်လုံနိုင်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ပုံမှန်လေးဆက်သွားနိုင်တယ်ဆိုရဲအထိပယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးလချီလာပြီးနှစ်ချီလာပြီးဆိုရင်တော့ဒါကိုကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကိုယူသင့်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုကိုယူရတဲ့အခါမှာလဲကျွန်တော်တို့က critical stress ကျွန်တော်တို့လိုမျိုး လုံနေတဲ့ဟိုအဖွဲ့တွေထဲမှာမှာကောင်ဆယ်လာတွေပေါ့နော်ကောင်ဆယ်လာတွေကိုယူတဲ့အခါမှာ CISM လို့ဆိုခေါ်ရဲ Critical Incident Stress Management ကိုဟို train လုပ်ပေးထားတဲ့သင်တန်းတွေတက်ထားတဲ့အတွေ့အကြုံရှိတဲ့ကောင်ဆယ်လာတွေစီမှာယူသင့်ပါတယ်ဒီလူတွေကကြတော့ပုံမှန် stress တွေကိုကူညီပေးတဲ့လူတွေထက်စာလို့ရှိရင်အခုလိုမျိုးဆူဆူဝါးဝါးအဖြစ်အပျက်တွေဖြစ်သွားပြီးလို့ဖြစ်သွားပြီးတော့ကြံခဲ့တဲ့လူတွေကိုပံ့ပိုးဖို့အတွက် ဟိုတည်တည်ချာချာကိုလေ့ကျင့်ပေးထားတဲ့ဒူရီဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာเนาะအဲ့တော့အကိုပြောသွားပုံရဆိုတော့တကယ်စိတ်ပန်းဆိုင်ရာတော်တော်လေးခံစားနေရတဲ့တွေကတော့ဒီလိုမျိုးစိတ်ချမ်းပါ service တခုတော့ယူသင့်တယ်ပေါ့เนาะဒါပေမဲ့အခုနားထောင်နေတဲ့အထဲမှာဒါမျိုးယူဖို့အဆင်မပြေတဲ့တွေလည်းအများကြီးပါတယ်ဆိုတော့ဒီလိုမျိုးအခြေအနေလက်ရှိမှာတော်တော်များကြုံတွေ့နေရတာပေါ့เนาะကိုဟိုတော့လူတယောက်ရဲ့တာမန်စိတ်နေရကြတော့ကျွန်တော်ဘယ်ဟာကို control လုပ်ပြီးတော့ဘယ်ဟာကိုလွှတ်ချရမလဲဘယ်ဟာတော့ဒါအောင်သေးချာလေးဟို effort side လ ုပ်ရမလဲဗောနော်ဒါအဲ့ဒါကြောင့်ခက်ခက်ခဲခဲလေးဖြစ်နေကြတဲ့သူတွေရှိရပါစိတ်ပိုင်းဆိုင်အောင်သူကဟိုစနစ်မကြလို့ရှိလို့ရှိရင်ဒီအချိန်နဲ့ဖြတ်ကျော်ရနည်းလေးပိုခန့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီမျိုးစနစ်တကျဖြတ်ကျော်ပုံအကျမ်းမြင်နေဗောနော်အစင်းစင်းနေဆရာအနေနဲ့ရှိလို့ရှိရင်လည်းနည်းနည်းတော့အာရီရန်ထောင်းနဲ့ပြည်သက်ပြီးပြောပြပြပါလားဟုတ်ကဲ့ပါအဲ့တော့ဒီမေကွန်းလေးကလည်းရန်ကောင်းပါတယ်အဲ့တော့အခုနကမနေ့ပြောထားတဲ့မေကွန်းလေးတွေလည်းဆက်ဆက်မှုရှိမယ်ထင်တယ်အဲ့တော့အခုအချိန်မှာကျွန်တော်တို့ကလူတွေကအကျန်းအဖင်းကတော့ ဟိုစိတ်ကျမ်းမာရေးထက်ရုပ်ပိုင်းဆိုင်ရာပေါ့နော်ပံ့ပိုးမှုတွေကတော့အရေးတကြီးလိုအပ်လိမ့်မယ်လို့ထင်တဲ့ကာလဖြစ်နိုင်တယ်အဲ့တော့အမှန်ပါတယ်အခုအချိန်မှာတော့ရုပ်ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာဆိုတာဒါစီးပွားကူတာမှုလိုအပ်မယ်ပြီးလို့ရှိရင်ဟိုကိုယ့်ရဲ့လုံခြုံမှုအတွက်နေအိမ်လေး ပြန်ရဖို့လိုတယ်ဟိုလုံခြုံတဲ့နေရာလေးမှာနေဖို့လိုလိုနေတယ်ဒါတွေကရုပ်ပိုင်းဆိုင်ရာအတွက်ပေါ့နော်နောက်ပြီးလို့ရှိရင်အခုချိန်မှာကို့မှာဟိုအိမ်ဆုံရှုံသွားတယ်အမိသားစုဆုံရှုံသွားတယ်ဆိုလို့ရှိရင်အဲကို့အတွက်အရေးကြီးအစားအသောက်ပေါ့ရဖို့အတွက်ဒါတွေကတော့အရေးကြီးတယ်ဒါပေမဲ့လည်း at the same time အဲ့ဒီတစ်ချိန်တည်းမှာပဲကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာဝင်လာတယ် တယောက်တည်းငါကြံခဲ့ပြီဆိုရဲခန်းစားချက်တွေအဲ့တော့ကုရကျွန်တော်ကုနာပြောသွားတယ်ကုရကဲရမဲ့ပေါ့နော် hopeless helpless ဆိုရဲ feeling တွေ loneliness တွေပေါ့ဒီဟာတွေကကျွန်တော်တို့ကိုကြသွားနိုင်တယ်ကျွန်တော်တို့ကိုရှေ့ဆက်မသွားဖို့အတွက်လုံပြနေတယ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာလိုအပ်တယ်လို့ပဲရေးကြီးတယ်လို့ပဲစိတ်ပိုင်းဆိုင်ရာလည်းအရေးကြီးလိုအပ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ရေးရေတို့နဲ့ရေးရှိလေးကိုဟိုစဉ်းစားကြည့်ရမှာပေါ့နော်အဲ့တော့ရေတို့လို့ပြောတဲ့အခါမှာအခုအချိန်မှာကတော့ကျွန်တော်တို့ကုနာက ရုပ်ပိုင်းဆိုင်ရာကိုအရင်ဦးဆုံးရယူဖို့လိုအပ်တယ်။ရယူဖို့လိုအပ်တယ်။ at the same time မှာပဲအဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့မှာဖြစ်နေတဲ့ခံစားချက်တွေကိုလက်ခံပေးဖို့လိုတယ်။ခုနကကျွန်တော်တို့တွေမတိုင်ခင်မှာကျွန်တော်တို့ရဲ့စိတ်ခံစားချက်လေးတွေကိုထုတ်ပြောကြရတယ်လေနော်။ဟုတ်တယ်။အဲ့တော့အဲ့တော့အခုလိုမျိုးခက်ခဲတဲ့အခြေအနေမှာကျွန်တော်တို့ကမေးဖို့ကြိုးစားကြတယ်တော်တော်များများလေ။အော်ဆုံးရှုံးသွားပြီမရတော့ဘူးဒါကြီးကိုမေးထားပြီးတော့ငါတို့ခုကိုအာယုံလွှဲမယ်ဆိုရက်ဟာမျိုးမဟုတ်ဖဲနဲ့လက်ခံလိုက်ပါ လက်ခံပြီးတော့ဒါကို accept လုပ်လိုက်ပါငါဒေါသဖြစ်နေတယ်ငါဝန်းနေနေတယ်အဲ့ဒါတွေကို accept လုပ်ပြီးသွားပြီဆိုလို့ရှိရင် ကိုယ်မှဟိုထုတ်ထုတ်ပြီးတော့ပြောပြဖို့လည်းလိုအပ်တယ်အဲ့တော့ဒီဟာလေးတွေကိုပထမဦးဆုံးအနေနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်အချိန်လေးရရင်တော့ထပ်ပြီးတော့နည်းနည်းလေးထပ်ပြောလို့ရအောင်မလားမသိဘူးနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ပြောပါရှင့်ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ပထမဦးဆုံးဟာလေးပေါ့နောက်ဒုတိယကတော့ကျွန်တော်တို့ဟိုအခုအချိန်မှာကိုယ်စိတ်ကိုငြိမ်သက်အောင် လုတ်တဲ့လက်ကျင်ငံလေးတွေကိုလုတ်ဖို့လိုတယ်အဲ့တော့ကိုကတရားထိုင်လေးရှိရဲဆိုတရားထိုင်ပါအခုဒါလေးကိုနားထောင်နေရင်းနဲ့ရှူသွင်းရှူထုတ်ကလေးကိုလုတ်ပေးပါအဲ့တော့ဂုဏကကျွန်တော်ပြောသလိုမျိုးဟိုစိတ်စိတ်ခံစားချက်တွေများလာရင်ကျွန်တော်တို့ရေးမှာဟိုဘက်ဘက်အုံနှောက်နဲ့ညာဘက်အုံနှောက်ဆိုတာရှိရဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုစိတ်ခံစားချက်ကြီးကြီးမားမားတွေပေးတာကညာဘက်အုံနှောက်စိတ်စိတ်ခံစားချက်တွေအရန်ရန်များလာရင်ကျွန်တော်တို့ရဲ့ဘက်ဘက်အုံနှောက်ကအလုံးမလုံးတော့ဘူး တော့ကျွန်တော်တို့နေမယ်ထိုင်မယ်သွားမယ်ဆုံးဖြတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘယ်ဘက်အုံနှောက်ကဆုံးဖြတ်တာ ကျွန်တော်တို့က logic ကြရဲ facts ဒါတွေနဲ့ဘယ်ဘက်အုံနောက်ကစဉ်းစားပြီးတော့ဒီနေရာကိုသွားတင်တယ်မသွားတင်ဘူးဆုံးဖြတ်ချက်တွေကိုချပေးတာဒါပေမဲ့အခုလိုမျိုးအခြေအနေတွေရှုပ်ထွေးတဲ့အခါမှာကျွန်တော်တို့က shock ဖြစ်သွားတယ်ဒီ CISN ကြောင့်မို့လို့ဒီ critical incident ကြောင့်မို့လို့အဲ့ဒီအချိန်မှာဘယ်ဘက်အုံနောက်က shutdown ဖြစ်သွားတယ်အလုပ်လုံးကမလုပ်တော့ဒါပေမဲ့ကျွန်တော်တို့ကဒီလိုရှူသွင်းရှူထုတ်လုပ်လိုက်တာလေးကကျွန်တော်တို့ရဲ့အုံနောက်ကိုပြန်ပြီးတော့ regulate ဖြစ်ဖို့အတွက် အလုတ်ပြန်လုတ်ပေးဖို့အတွက်အချိန်ရတယ်အဲ့တော့ဒီလိုမျိုးလေးလုတ်ပေးတာဟာတကယ်တမ်းကျတော့ effect မရှိဘူးလို့ထင်ရပါမယ်တကယ်တမ်းကျတော့အရန်ရှိပါတယ်အဲ့တော့ဒါလေးတွေကိုလုတ်ပေးဖို့လိုအပ်တယ်ပေါ့နော် နောက်တစ်ခုကအကယ်၍များကို့မှာတားသမီးရှိတယ်ဆိုရင်ဒီကလေးတွေကိုကောင်းကောင်းလေးဟိုခယူးဆိုင်ပေးဖို့လိုတယ်သူတို့ကြောက်နေတယ်ဆိုရဲဟာကိုဟိုပြက်ဟိုဘယ်လိုပြောရမလဲဟိုမျက်ကွယ်မပြုတ်ဝဲနဲ့ပေါ့နော်ခယူးမဆိုင်ဖက်နဲ့မထားပါနဲ့ကြောက်နေတယ်ဆိုရဲဟာလေးကိုပေးပြောခိုင်းပါပေးပြောအော်ဒီလိုလေးဖြစ်မှာပေါ့ဒီလိုလေးဖြစ်မှာပေါ့နောက်ပြီးတော့အော်ရှင်းပြဖို့လိုတယ်ကလေးတွေကိုလေအဲ့တော့ကလေးဆိုတာလူကြီးကိုအမြဲကြည့်နေတာပေါ့နော်လူကြီးကအော်ဒီအဖြစ်ပြက်ကပြီးသွားပြီအော် ကလေးနားမှာပေါ့နော်ကိုကသားတသားနားမှာအဖေဖေရှိရဲမမေရှိရဲအကိုရှိရဲပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်လည်းမိမိနားမှာကိုရှိရဲဆိုတဲ့ဟာလေးကိုပြောလိုက်ပေးတာကသူတို့ကိုလုံခြုံမှုပေးတယ်အဲ့တော့ကိုကစိတ်တည်တည်ငြိမ်ငြိမ်နဲ့လှုပ်ပေးနိုင်တယ်ဆိုရင်ကလေးတွေပါလုံခြုံမှုဆိုတဲ့ခံစားချက်လေးကိုသူတို့ခံစားရနိုင်တယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ကတော့ social media လေးတွေကို short သုံးစေခြင်းတတိယနေ့ကအရန်ရလာတဲ့အခါမှာကောင်းတာလည်းပါတယ်မကောင်းတာလည်းပါတယ်အဲ့တော့ကိုလုံခြုံ ဟိုနဲ့နေရာကိုရဖို့အတွက်တည်င်းနေမှန်ကန်တဲ့တည်င်းနေလောက်ကိုပဲယူပြီးတော့ limit လုပ်စေခြင်းနဲ့ပေါ့နော်ဒါလေးကိုလုပ်ပေးဖို့လိုပါတယ်နောက်တစ်ခုကတော့အခုအညီရယူပါပေါ့နော်အခုအညီရယူရဲဆိုတဲ့နေရာမှာစိတ်ပိုင်းဆိုင်ရာအတွက် train လုပ်ထားတဲ့ဒီစိတ်ဓာတ်ရာနဲ့ပတ်သက်ပြီးတော့ train လုပ်ထားတဲ့ counselor တွေရှိတယ်နောက် CISM ဆိုတဲ့ critical incident stress management ဆိုတဲ့ ဒီတင်နန်းတွေကိုတတ်ထားတဲ့ကောင်ဆယ်လာလေးတွေရှိရဲအဲ့တော့အဲ့ဒီလူတွေကိုချိကက်ပါဆက်သွယ်ပါလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ကုဇာနီကူနာကပြောသွားသလိုပဲဒီလူတွေကိုတွေးဖို့အတွက်အခက်အခဲရှိနေသေးတယ်ဆိုလို့ရှိရင်ကိုကျွန်တော်ကူနာကပြောသွားတဲ့အထက်မှာရှိရဲအဲကျွန်တော်ပြောသွားတဲ့ဟာလေးတွေကိုလှုပ်စေချင်တယ်ပေါ့နော် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဗျာเนาะကျေးဇူးများတင်ပါတယ်ကိုပါဆိုတော့ဒီမျိုးအဆင့်လေးနေပါတော့တေချာလေးကိုစနစ်တကျလှုပ်လို့ရှိရင်တော့ဟိုတာမန်ကျော်တွေအာလူတယောက်ကသူ့စိတ်ပိုင်းဆိုင်ရာတတ်တောင်လှုပ်တာလဲဆိုလို့ရှိရင်ဒါမျိုးစနစ်လေးနဲ့ဆင့်ဆင့်လေးလှုပ်သွားလို့ရှိရင်ပို့ပြီးတော့ဒါမြန်ဆန်ပါပေါ့เนาะဒီချက်လေးတော့တကယ်အတော့ဝင်ပါတယ်ဗျာ